အငယ်ရှိတို့ရေဒါစပင်ညဆိုင်တဆိုင်ဝင်ဖြစ်သွားပါဘောနော်အမဆိုင်ကနေလာရတဲ့တီဗီဗီလာ channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့နတလောနမည်ကြီးနေတဲ့အကြောင်းအရာလေးကို ပြသပေးသွားမှာပဲဖြစ်ပါရရှင်အငယ်ရှိတို့ရေဒါစပင်ညဆိုင်တဆိုင်ဝင်ဖြစ်သွားပါဘောနော် အမဆိုင်ကနေလာရင်တယောက်ကလမ်းမကြီးအောင်ဆောင်းပြီးတော့ဘောနော်စပင်ညက်တဲ့ကောင်လေးကိုမေးရဘောနော်အဲ့ရှိမစပင်ညက်တဲ့ကောင်လေးကလည်းသူသေချာမကြလို့ဆိုပြီးတော့သူ့စီကိုသွားပြီးတော့မှဘာမေးရလဲလို့ပြောတာဘောနော်အဲ့ရှိမစပင်အညက်ခံတဲ့ကောင်လေးကထလာပြီးတော့သူ့ရဲ့ဟိုမှာဆိုင်ကမှာစော့တန်းလန်းနဲ့ထားထားတဲ့ဆိုင်ကိုဘောနော် ခိုးတာပေါ့နော်စပင်ရတဲ့သူကလမ်းကိုသေချာလေးပြော့ပြော့နေတဲ့အချိန်မှာဆိုင်ကယ်ခိုးတော့ပေါ့နော်အဲ့ဒီမှာသူကမတိလိုက်ဘူးပေါ့နော်ဆိုင်ကယ်ခိုးတာတော့အခုကနေရောက်ပေါ့နော်အခုလဲမင်းရဲ့လူတယောက်ရဲ့စပင်အညက်ခံတဲ့တယောက်ရဲ့ဟောထွက်ပြေးသွားပါပြီနေအောင်လို့အဲကြောင့်လူတိုင်းကစေနာနဲ့မတန်အောင်နော် ကြီးကြီးပါအောင်ဆိုပြီးဆောင်ရကောင်းလေးမှာဘယ်သူဘာလို့တော့ဘာခံရမလဲမသိဘူးပေါ့နော်တနာပါတယ် လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်နဲ့ခန်းစားချက်လေးတွေကိုကိုမန်းမာရေးခဲ့ပေးကြပါအောင်ရှင်။ကျမတို့တင်သည်များမလို့တန်းကြည့်ရအောင် subscribe မလို့ရသေးရင် subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။